86နှစ်မြောက်ပအိုးမြို့သားနေအခမ်းအနားသို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီမှပေးပို့သောသဝင်လွှာ2025ခုနှစ်မတ်လ23ရက် အပိုက်1ယနေ့ကျရောက်သည့်86နှစ်မြောက်ပအိုးမြို့သားနေအချိန်ခါသမယာတွင်ပအိုးတိုင်းသားများနှင့်အတူမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကင်းဝေးပြီးကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်အပိုက်2ပအိုးတိုင်းသားတို့၏တောက်ပသောခေတ်ကာလကိုရရှိအောင်စွမ်းဆောင်ပေးခဲ့သော သူရိယဆန္ဒမင်းမွေးဖွားခဲ့သည့်တပေါင်းလားပြည့်နေအားပိုးမျိုးသားနှင့်အဖြစ်သတ်မှတ်ခဲ့ကြကထိုမင်း၏ကျေးဇူးတရားများကိုအောက်မေ့သောအဖြစ်1949ခုနှစ်ကောဇာတက္ကရာ1330ခုနှစ်တပေါင်းလားပြည့်နေမှစတင်၍22တိုင်းကျင်းပလာခဲ့ကြပါသည် ထို့အပြင်ပိုးတိုင်းသားတို့၏ထူးခြားသောဇာတိသွေးဇာတိမန်စိတ်ဓာတ်များမျိုးသားရေးစိတ်ဓာတ်များ ဂုံဝိသေတကျင့်အင်လက္ခဏာယဉ်ကျေးမှုတလေထုံနှံများအားဆက်လက်ထိမ့်သိမ့်မြင့်တင်နိုင်ရန်ရည်ရွယ်လျက်ကျင်းပခြင်းလည်းဖြစ်ရာယနေ့တွင်86နှစ်ကာလသို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်ပိုင်သုံးပိုတိုင်းသားတို့သည်ဆီယနာရှင်ခေတ်ဆက်ဆက်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကြိုးပမ်းဆောင်ရွက်ရာတွင်နီလမျိုးမျိုးဖြင့်ကြာရအခမ်းအနားမှပါဝင်လျက်ရွရွချွန်ချွန်တိုက်ပွဲဝင်လျက်ရှိပါသည် ်ပိုတိုင်းသားများ၏စီလုံးညီညွတ်မှုနှင့်ရဲစွမ်းသက်တည်များသည့်မြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါသောအထောက်အပံ့အင်အားတည်ရလဲဖြစ်ပါသည်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်မှသာပိုတိုင်းသားများအတွက်ဒဏ်ညူညီများမှုတရားမျှတမှုနှင့်ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်မှုတို့အပြည့်အဝရရှိနိုင်မည်ဖြစ်ပါသည်ထို့ကြောင့်ပိုတိုင်းသားများနေဖြင့်စီအနာရှင်စနစ်နဲ့အတူအနာရှင်စနစ်ဟူသည်များတိုက်ဖြဲရေးတွင်အခြားသောတော်လိုင်းအင်အားစုများအလုံးစုံနှင့်အတူ အချင်းချင်းအပြန်အလှန်နားလေယုံကြည်မှုတို့ကိုခြေတည်၍ပုံမပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းအခိုင်အမာယုံကြည်ပါသည်ခေတ်ဆက်ဆက်ဒီမိုကရေစီတိုက်ပွဲအတွင်းကြားဆုံးခဲ့ကြရသောပိုတိုင်းသားခေါင်းဆောင်ကြီးများနဲ့တကွရဲဘော်အပေါင်းတို့အားဤသွန်လွားမှတဆင့်ဥညွတ်အလေးပြုအပ်ပါသည် ပိုင်လေစီလုံးညညမှုသည် တိုင်းပြည်အနာဂတ်အတွက်အဓိကတော့ချက်ဖြစ်သည်နှင့်အညီတိုင်းသားပြည်သူများနှင့်တော်လိုင်းအင်အားစုများအလုံးစီလုံးညညစွာပူးပေါင်းဆောင်ရွက်နိုင်မှသာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသောစိန်ခေါ်မှုအခက်အခဲများကိုကြော့ဖြတ်နိုင်မည်ဖြစ်ပါသည်။ဂျမတ်ဆီအနာရှင်များ၏တက်ရှူသွေးခွဲမှုများကိုတိုင်းသားပြည်သူတို့အူတယောက်ချင်း၏တော်လန်အသည့်တော်လန်သတိတော်လန်ဝရိယတို့ဖြင့်ကြော့ဖြတ်နိုင်ရန်အထူးအရေးကြီးပါသည်။မိမိတို့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီအနေဖြင့်ပိုးတိုင်းသားများအပါအဝင် အားလုံးသောမဟာမိတ်တိုင်းသားတော်လိုင်းအင်အားစုများနဲ့အတူ စုစည်းညီညွတ်စွာအတူတကွရည်တည်၍ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကတိပြုလျက်ဤသို့ဝန်လောအားဂုဏ်ယူစွာပေးပို့အပ်ပါသည်ပြည်တော်စုလှတ်တော်ကိုစားပြုကော်မတီ